body ပိုင်းကတော့ကိုယ့်ကိုယ်ကိုလည်းအားမျှတာတွေကတော့အများကြီးပဲပေါ့နော်ဒါပေမဲ့လည်းအာကိုယ့်ရဲ့အရှိတရားကိုတော့မန်ကြီးတိုင်းကတော့သဘောကျနေတာပဲဒီကေတော့ပေါ့နော်ဒီ project တစ်ခုဖြစ်လာရဲဆိုတော့ညီမငယ်ငယ်တုန်းကဂျုံခဲတဲ့ဒီလိမ်မိုင်းဆိုင်ရာ trauma တစ်ခုပေါ့အရင်ပြုပြီးတော့ဖြစ်လာတာပေါ့နော်အခုအချိန်ဒီ universe ကိုခံပတ်တဲ့အချိန်မှာကိုယ့်ရဲ့ဖြစ်ရက်တွေကိုယ့်ဂျုံခဲတဲ့စိတ်ဓာတ်ရာတွေကိုယ့်ကိုယ်ကိုစားပြုပြီးတော့ ထွက်လာတဲ့အတန်တကူကဒီကလေးငယ်တွေအမျိုးသမီးတွေအတွက်တင်မဟုတ်ဘဲနဲ့တခါတခါခင်ငယ်ငယ်ကဖြစ်ခဲ့တဲ့တခါခင်လေးရဲ့ပြောချင်ခဲ့တဲ့စကားတွေကိုပါထည့်သွင်းပြီးတော့ပြောသွားမှာပါ ဝမ်းသာတယ်။အဲစိတ်လည်းလှုပ်ရှားပါတယ်ဟော။ဒီ universe land ကျောင်းကိုပြန်ပြီးတော့ drive မယ်လို့ဆုံးဖြတ်ခဲ့ရတာဒီ reset ဆိုတာထပ်ပေါ့နော်။အကောင်းဆုံးလုပ်မယ်ဆိုရင်စိတ်နဲ့ပဲအဥတည်ပြီးတော့အဲရောက်လာခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီစိတ်ကပဲဒီစုကိုပေးခဲ့ရလို့ထင်ပါတယ်ဟော။အဲ2019ကတော့ Miss Universe Mogul အာစုကိုရခဲ့ပြီးသားပေါ့နော်အဲ Miss World မြန်မာ2023မှာလည်း Forerunner App ရခဲ့ပြီးသားဖြစ်ပါတယ်ဆိုတော့အခုအချိန်ကတော့ဒါအာတတိယအချိန်မြောက်ပြိုင်ပွဲပေါ့နော်အာဒီအချိန်မှာလည်းအကောင်းဆုံးကြိုးစားသွားပါမယ်လို့ဟုတ်ဘယ်လိုမျိုးပြောင်းလဲမှုတွေလဲပြန်လာခဲ့တယ်ဆိုလို့ရတယ်။ဟုတ်ဒီအဓိကတော့ကိုထမ်းဆောင်ထားတဲ့ project နဲ့ပတ်သက်ပြီးတော့ဗောနော်အရင်တိုင်ပွဲတွေမှာအားများခဲ့တာတွေလိုအပ်ခဲ့တဲ့နေရာတွေအားလုံးကိုအဲဒီရခဲ့တဲ့အချိန်အတွင်းမှာအမြန်ဆုံး လိုအပ်ချက်တွေကိုရှာဖွေပြီးတော့ရှေ့ရှေ့လျှောက်ဒီရနေတဲ့အချိန်အတွင်းမှာလည်းအကောင်းဆုံးပြင်ဆင်သွားမယ်လို့ပြောကြပါရစေ။ language ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအများကြီးပြင်ဆင်ဖို့လည်းစိတ်ကူးထားရမှာเนาะ body ပိုင်းကတော့ကိုယ့်ကိုယ်ကိုလည်းအားမြတာတွေကတော့အများကြီးပဲပေါ့เนาะ။ဒါပေမဲ့လည်းအာကိုယ့်ရဲ့အရှိတရားကိုတော့မှန်ကြည့်တိုင်းကတော့သဘောကျနေတာပဲ။ဆိုတော့အာ ကိုယ့်ရဲ့ခန္ဓာကိုယ်ရှုစားရင်လည်းပတ်သက်ပြီးတော့ဆိုတာကိုယ့်မျက်နှာကိုကြည့်လိုက်တိုင်းအဲကိုယ့်ကိုယ်ကိုလှိုက်လို့ခံစားရတဲ့နေ့ရက်တိုင်းကိုလှလှလေးဖြတ်သန်းနေလို့ခံစားရဖြစ်တဲ့အတွက်ဒါပေမဲ့ပေါ့နော်ညီမတို့ဒီအဲကျမ်းမာတဲ့ခန္ဓာကိုယ်တော့ရရှိရမယ်ပိုင်ဆိုင်ရမယ်ဆိုတော့စိတ်နဲ့တော့ရှေ့လျှောက်လည်းအများကြီးဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လည်း train တော့ရှိပါတယ်ဟုတ်ကျမတော့ကျမကိုကျမပန်းတော်ဝင်နဲ့တင်စားရမယ်ဆိုရင်တော့ဂျာပန်နဲ့တင်စားချင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ဂျာပန်နေဟာ ရှုံုံတွေကိုဖောက်ထွက်ပြီးရောရင်းအလင်းမှာမြင့်မြတ်စွာပွင့်လန်းနေကြတဲ့ဘန်းတွေဖြစ်ပါတယ်။ကြာပန်းပေါ်ကိုရေးကြကြ၊ကြာပတ်ပေါ်ကိုရေးကြကြရေရတာနှိမ့်စင်သွားပါတယ်။ကြာပန်းတွေရာရေးလဲမှာတော့တင့်တယ်စွာတရှိနေကြတာဖြစ်ပါတယ်။အဓိကကတော့ကိုယ်တော်ဘယ်လိုပြရအာသာချက်ပြင်လို့ဘယ်လိုရလဲကျွန်တော်အားနည်းချက်လေးပြောပါမယ်။အာသာချက်လို့ဟုတ်ကြောင်းနေတာရှိဟုတ်အာသာချက်အနေနဲ့ဆိုရင်ကိုပြောချင်တဲ့ကိုဖြစ်နေတဲ့အရာတွေကိုကောင်းကောင်း ကွန်မြူနီကိတ်လုပ်နိုင်တယ်လို့ကိုထင်တယ်။အားနည်းချက်အနေနဲ့ကတော့ emotional ဖြစ်တတ်တယ်။အမြဲတမ်းဖြစ်တတ်တယ်ပေါ့နော်။ကိုပြောချင်တဲ့အရာတွေကိုပြလိုက်တဲ့အချိန်မှာအနောက်ကနေ emotional ဖြစ်ဖြစ်လို့အဲတချို့အရာတွေမှာကောင်းကောင်းမပြောလိုက်နိုင်လိုက်တာဒါမျိုးလေးတွေပေါ့နော်။ဒါကတော့ကိုယ့်ရဲ့အားသာချက်နဲ့အားနည်းချက်လို့ထင်ပါတယ်ဟုတ်။ဒီတော့မြန်မာတို့ကြာလို့အဲဒီကတော့ယုံချိုရဲဆိုပြီးတော့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဒါကလည်းသူတို့ကကိုယ်ကိုကြည့်တဲ့အပေါ်မှာကောင်းတဲ့စိတ်နဲ့ကြည့်လို့မြင်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ် international ที่ကိုယ့်ရဲ့ project ကိုအကောင်းဆုံးချပြခြင်းနဲ့ပေါ့နော်။ဒါကြောင့်လဲဆိုတော့ညီမဒီကင်ထားတဲ့ project ကကြတော့မြန်မာနိုင်ငံအတွင်းမှာဖြစ်နေရမျိုးမဟုတ်ခင်ねကဘာတုံးမှာရှိနေတဲ့အမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့ဒီရာသင်ရထိုက်တဲ့အခွင့်အရေးတွေလက်ရှိမှာလည်းအများကြီးဖြစ်ပွားနေတဲ့ဒီဖြစ်ရည်တွေလည်းရှိနေတာဖြစ်တဲ့အတွက်နိုင်ငံတကာအထိချပြနိုင်မှုလည်းမျှော်လင့်ပါတယ်။ဒီအခုဒီပြည်တွင်းပွဲမှာလည်းရှေ့ရကိုကြုံခဲ့တဲ့အတွေ့အကြုံတွေကိုအားမြရခဲ့တဲ့အချက်တွေကိုဖိပြီးတော့ပြင်ဆင်ပြီးတော့လုံဆောင်သွားမှာလို့လည်းပြောချင်ပါတယ်။ဒီကေတော့ပေါ့နော်ဒီ project တစ်ခုဖြစ်လာရဲဆိုတော့မြန်မာငယ် ငယ်တုန်းကကြုံခဲ့တဲ့ဒီလိမ်မိုင်းဆိုင်ရာအကြမ်းမဟုတ် trauma တစ်ခုပေါ်အအရင်ပြုပြီးတော့ဖြစ်လာတာပေါ့နော်ဆိုတော့ဒီချိန်မှာဒီ universe ပေါ်မှာအဲရှေ့တပွဲမှာတော့ကဒီကလေးငယ်နဲ့အမျိုးသမီးတွေကိုကိုကကိုစားပြုပြီးတော့အများကြီး speak out လုပ်ခဲ့ပြီးပြီးဒီအခုအချိန်ဒီ universe ကိုခံပတ်တဲ့အချိန်မှာကိုယ့်ရဲ့ဖြစ်ရက်တွေကိုကြုံရတဲ့စိတ်ဓာတ်ရတွေကို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 စားပြုပြီးတော့ ထွက်လာတဲ့အတန်တကူကဒီကလေးငယ်တွေအမျိုးသမီးတွေအတွက်တင်မဟုတ်ဖိုင်နဲ့တထားရဲ့ဘဝကတထားခင်ငယ်ကဖြစ်ခဲ့တဲ့တထားခင်လေးရဲ့ပြောချင်ခဲ့တဲ့ဇာတ်ကားတွေကိုပါထည့်သွင်းပြီးတော့ပြောသွားမှာပါဆိုတော့အများကြီးလဲဆောင်းရောအားပေးကြပါအောင်အဲတီရှူဝေဖန်ပေးကြပါအောင်လို့လည်းပြောချင်ပါတယ်ဟုတ်အဲရှေ့ရှောက်ကိုချပြသွားမယ့် project မှာတော့ကိုကြုံခဲ့တဲ့အဖြစ်ပြက်တွေဒီနေရာတွေပေါ်မှာကိုဘလို trauma တွေ healing လုပ်ခဲ့ရဆိုတဲ့အားတွေကိုအသေးစိတ်ချပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပေါ်မှာမူတည်ပြီးတော့ဒီတစ်ခေါက်မှာညီမရှေ့မှာဒီဟိုဥပဒေနဲ့ပတ်သက်တဲ့အားတွေရဲ့လက်တွေ့ဒီ မျိုးသမီးနဲ့ကလေးငယ်နဲ့ပတ်သက်ပြီးတော့လက်တွေ့လှုပ်ဆောင်ကြရည်လည်းလုပ်ခဲ့ပြီးပြီးဆိုတော့ဒီအခုချိန်မှာသူတို့ရဲ့ပြန်လည်ထူထောင်တဲ့အပိုင်းတွေစိတ်ပိုင်းဆိုင်ရာတွေလိုအပ်ချက်တွေအထူးသဖြင့်ပညာရေးလိုအပ်ချက်တွေဒီအရာတွေအလုံးမှာအပို့ပြီးတော့အားအားဖြည့်ပြီးတော့အကောင်းဆုံးလုပ်သွားမယ်လို့တော့ညွှန်လင်းထားပါတယ်ဟာကျွန်တော်တို့ဒီလိုမျိုးဖြစ်ရက်တွေကိုယ့်ရဲ့ project တွေမှာကိုပြထားတဲ့ဒီလိုဖြစ်ရက်တွေ အနည်းနာမှာကြုံရတယ်ဆိုအများစုကမပြောနိုင်လိုက်ကြတာရယ်မပြောချင်တော့တဲ့ထိစိတ်ကုန်သွားကြတာရယ်အများကြီးရှိရပါတော့ဆိုတော့ကျမတို့ကဒီလိုပြောလာတဲ့အတန်တွေကိုလည်းတခြားနားထောင်ရမယ်ဒီလိုထပ်ပြီးတော့မဖြစ်လာအောင်လို့လည်းကြောင်းွယ်ပေးရမယ်ပေါ့နော်ဆိုတော့ဒီအရင်နဲ့ပတ်သက်ပြီးတော့လည်းဒီဒီစိမ့်မှာကောင်းမွန်တဲ့အရေးတစ်ခုဖြစ်အောင်လို့အမျိုးသမီးတွေအနေနဲ့ရောအမျိုးသားတွေရောပါဝင်ပြီးတော့အာဒီ project ကိုတကယ်ဝင် ရှိလာဖို့လည်းပို့ပြီးတော့အားစိုက်ထားပါတယ်ဆိုတော့ဒီလိုမျိုးအလောင်းနယ်လောကတွေဆိုတာဒီအမျိုးသမီးတွေရဲ့အရေးချင်းတွေအမျိုးသမီးရဲ့လုံနိုင်စွမ်းတွေကိုချပြတဲ့နေရာဆိုပေမဲ့လို့တချို့အရွေးတွေမှာအမျိုးသားတွေရဲ့အခန်းကဏ္ဍကလည်းအရေးကြီးရယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်း project ထင်မှာထဲထဲဝင်ဝင်ပြောသွားမှာပါဟုတ်ဒီနေရာထိရောက်လာအောင်အများကြီးလက်တွဲခေါ်ပေးကြတယ်ကိုယ့်ချစ်တဲ့သူတွေကိုယ့်ရဲ့မိသားစုတွေကိုယ့်ခုနပြောသလိုစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အပြင်လက်တွေ့မှာဖြစ်ဖြစ်ကိုယ့်ချစ်ခင်ပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဒီမြစ် တ္တာတွေခွန်အားတွေနဲ့ပဲရှေ့လျှောက်ပြီးတော့လည်းအများကြီးကြိုးစားသွားမှာလေလို့ပြောချင်ပါတယ်ရှင်။